န်တလေးမှာနီးလို့ရင်ကျမတို့ဂုံပြုတ်ဖို့တဲ့ယိုသေးလေးမြတ်ဖို့တဲ့မယိုသေးတော့ဘို့ကပို့ပြီးတော့လွယ်ကူတယ်နော်တခါတလေလာတဲ့အချို့အမထားပါတော့ဧည့်သည်ဆရာတွေဟာလေးစားလိုက်တာဂုံပြုတ်လိုက်တာဟာကြီးကျယ်လကုံလဝါတဲ့ဒီမျိုးစေ့တွေဆိုင်တိတ်ကောင်းတယ်ဒါပေမဲ့တင်းအနီးပါမှာအများရန်ရှိနေတဲ့တင်းရဲ့တိုးထိန်တင်းရဲ့တင်းဥဆရာပေါ်မှာမြင်တဲ့အမြင်ဒီဇာတိအမြင်မဟုတ်ပဲဝိညာဉ်မျက်စိအမြင်နဲ့မြင်တတ်ဖို့ဘုရားလိုရှိတယ်ဟာလေလုယား တမတ်ကြီးမနဲ့တိုင်းပြည်129ပြည်ကိုအုပ်ချုပ်မင်းလုံးနေတဲ့ဘယင်ကြီးရဲ့မိဖုရားဝါရှက်တီကလူတွေအားလုံးတက်တော့ဘယင်ကြီးဘယင်ကြီးဒါပေမဲ့သူ့အတွက်ကြတော့သူ့ယောက်ျားနေတိုင်းတွေ့နေတိုင်းအတူစားနေတိုင်းအတူအိတ်ဆိုတော့နောက်ဆုံးကြတော့ဘာဖြစ်သွားလဲမယိုမသေးဆက်ဆံမိဖို့ရအတွက်သူ့ရဲ့ဇာတိကသွေးဆောင်ခြင်းခံရတယ်နောက်ဆုံးမှဘယင်ကြီးကသူ့မိမကိုအရန်ကြွားချင်တော့6လလုံးလုံးသူ့နိုင်ငံမှာပွဲခံတဲ့အချိန်မှာ ီးခဏီကြတော့သူ့မိမကိုကြွားဖို့ရန်အတွက်ပြဖရဝါရှတိကိုသွားခေါ်ဆန်းဘလောက်လာတယ်လဲဆိုတာတိုက်ပြန်လူတွေသိပါစေထုတ်ကြွားမယ်ဆိုမှပဲဘလောက်တောင်မှမယိုမသိပြုတဲ့စိတ်က action မှာထင်ရှားလာလဲဆိုတော့ငါမလာနိုင်ဘူးတဲ့မလာတော့ဘယင်းဆိုတာကတိုက်ရင်တည်ရတာเนาะအကြောင်းပြချက်တောင်မလိုဘူးတတ်လိုက်လို့ပြောရင်တခါလဲတည်ရမှာဒါတောင်မှပဲနီးကလွန်ချင်းကသူ့ရဲ့မျက်စိကိုဖုံးလာတဲ့အခါမှာယိုတည်တဲ့ပုံကိုမယိုတည်တော့ဘူး ်လေးစားရမဲ့သူကိုသူမလေးစားတော့တဲ့ခါမှာ129ပြီကိုအုတ်ချုပ်မင်းလုပ်တဲ့ဘယင်ကြီးရဲ့မိဖုရားခေါင်ဘဝကနေပြီးတော့နေ့ချင်းညချင်းရာဒူးပြုတ်သွားတာနော်မယိုသေးချင်းတော်မဖုရားမြင်စေခြင်းနဲ့အတိုင်းမမြင်ခြင်းလက်ခံရမယ့်သူတွေကိုလက်မခံခြင်းအပြင်သင်ဆုံးရှုံးခဲ့တဲ့ကောင်းကြီးတွေကိုယနေ့ပြန်မြင်တတ်ဖို့ဖုရားကောင်းကြီးပေးပါစေ။ ားသမီးများမိဘများကိုယိုသိစွာဆက်ဆံတတ်သောသူတွေဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေ။ယိုသိချင်းဆိုတာအရှိမကောင်းငုံပြီးတော့သွားမှလက်ပိုက်မှမဟုတ်ဘူးနော်။တင်းရဲ့နှလုံးသားထဲမှာတင်းရဲ့မိဘဘလို့ပဲဖြစ်ပါစေ။ဘလောက်ပဲဟာအမှုတော်ဆောင်မဟုတ်လို့ဆင်းရဲနေလို့ပညာမတတ်လို့ကျမ်းစာကပြောလဲတင်းရဲ့မိဘကိုယိုသိစွာပြုပါလို့ပြောတဲ့အတွက်လက်ခံပါ။ဟာလေလုယာ။သူတို့ကိုအဖြစ်တိုင်းလက်ခံပြီးတော့တင်းရဲ့နှလုံးသားထဲမှာနေရပေးပါတင်းကိုဆဲဆိုတော့မိပါလည်းဖြစ်နိုင်တယ် ကြည်စေတော့ပြပါလဲဖြစ်နိုင်ဒါပေမဲ့သင်ရဲ့လက်ခံခြင်းကဘာကိုပြောင်းလဲစီလဲဆိုတော့သူတို့ရဲ့မိဘဖြစ်ခြင်းတဲကနေစီးစင်းလာမဲ့ကောင်းကြီးတွေကသင်တွေ့ဖြစ်လာတယ်အာမင်